င်္ဂလာပါရှင်မြန်မာနိုင်ငံမှာဝေကင်းစားကလေးစွန့်ပစ်နှုန်းတွေကိုဝင်ဖြတ်ချတုန်းကဟာအခုခေတ်မှာပို့ပြီးတော့များလာတော့တွေ့ရပါတယ်ဒါကြောင့်မလို့ဒီလိုကိစ္စတွေကိုတစ်ဖက်တစ်လမ်းနေပြီးတော့ကိုညီဖို့အတွက်ဒီ single မသားတွေကိုအိမ်ငှားပြီးတော့စောင့်ရှောက်ပေးနေတဲ့ကိုစိုးထိုင်းနဲ့တွေ့ဆုံပြီးတော့မေးမြန်းတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်မင်္ဂလာပါကိုစိုးထိုင်းမင်္ဂလာပါညီမဟုတ်ကဲ့ပါဟုတ်ကဲ့အရင်ဆုံးပေါ့နော်ဒီပြီးခဲ့တဲ့တည့်ရက်နေ့ရက်ကပဲဒီဗီဒူကိုရေစု စရင်စကားချင်းစရင်ပေါ့နော်။အဲကျင်ညာတွေ့ရတယ်။အဲ့မှာကိုဆိုးထိုက်လဲပါလာတွေ့ရတယ်ပေါ့နော်။အဲ့ဒီတော့အရင်ဆုံးကိုယူရလို့ပြောချင်ပါတယ်ရှင့်။ဟုတ်ကဲ့ကျေးဇူးတင်ပါခင်ဗျာ။ဟုတ်ကဲ့ပါဟုတ်။အဲ့တော့ဒီကိုဆိုးထိုက်ကခုခုနပြောခဲ့သလိုပဲ single မသားတွေအတွက်အိမ်ငှားပြီးတော့စောင့်ရှောက်ပေးဖို့လုပ်တယ်ပေါ့နော်။အခုလည်းစောင့်ရှောက်ပေးနေတယ်ဆိုတော့ဒီအားလေးဘယ်လိုစိတ်ကူးစပြီးရလာလဲ။ဒါအမျိုးသားတစ်ယောက်အနေနဲ့ဒီလိုအိုးဝေဆောင်ပြောတဲ့ပြီကိုကိုကြီးဖို့အတွက်ဆိုတာတိတ်တော်လွယ်တဲ့ကိစ္စမဟုတ်ဘူးပေါ့နော်။အဲ့ဒါလေးပြတ်ပြတ်ဟုတ်။ကျွန်တော်ကကျွန်တော်မူလပရာဟိတအလုပ်ကတော့ကျွန်တော် စာတင်ကြောင်းလေးတွေစောက်ပါတယ်တောင်းပေါ်မှာစာတင်ကြောင်းလေးတွေစောက်တယ်ခလေးလေးတွေကိုကျွန်တော်စာတက်အောင်လို့တိုးကြုံကြခလေးတွေစာတက်အောင်လို့ကျွန်တော်စာတင်ကြောင်းလေးတွေစောက်နေစောက်နေနေကျွန်တော်တဖြည်းဖြည်းနဲ့ညီမခွန်းကပြောသလိုပေါ့နော်ဟို Facebook တွေသတင်းမီဒီယာတွေပေါ်မှာဒီခလေးလေးတွေမွေးကစားခလေးလေးတွေစွန့်ပစ်ထားတာတွေအများကြီးတွေ့ရတယ်ဟုတ်တယ်လို့ဆိုရင်တိုက်ပေါ်နေပစ်ချလိုက်တယ်ခလေးလေးတွေမွေးပြီးတော့နော်အဲ့လားလေးတွေတွေ့ရတယ်ဆိုတော့ဒါကိုယ်စိတ်ထဲမှာတော့ဒီဟာကိုဟိုစိတ်မကောင်းဖြစ်နေတာကြာပြီ ဲ့လိုနဲ့အကိုမှတ်မှတ်ရရ Valentine Day လို့ဘာလို့အဲ့လိုနေ့မျိုးတွေမှာအကွာဟိုအကို Facebook account နေပြီးတော့အကွာ Sex education နဲ့ပတ်သက်တဲ့အဲခလေးခလေးလေးတွေနော်ဒီခေတ်မိန်းကလေးတွေလူငယ်လေးတွေအတွက်အဲဟိုရတာဟိုတူတာဖြစ်စေမဲ့စောင်းပါးလေးတွေအကိုရေးပြီးတင်လိုက်တယ်တင်တော့အဲ့ဒီချိန်မှာတယောက်ကလာပြီးဆက်သွယ်တယ်ဆရာဝန်တယောက်ရှိတယ်ဆရာဝန်ဒေါက်တာမြတ်တန်းလို့ခေါ်တယ်အမျိုးသမီးပဲအဲအဲ့ဒီဒေါက်တာမြတ်တန်းကျွန်တော်ကိုပြောတယ်သူ ်သူကအထွတ်ဆောင်ဆရာအောင်ဆိုသူအထွတ်ဆောင်လာရရင်လည်းခလေးလေးလေးကိုဝင်ရှိတယ်ကိုဝင်ရှိလာတဲ့ဟာကိုသူအထွတ်ဆောင်ရရင်တွေ့ရတယ်တွေ့တဲ့အခါအမျိုးသမီးလေးတွေကသူ့ပြောတယ်ဒေါက်တာရဲဖြတ်ချပေးပါလားဒါအမျိုးသမီးလေးတွေကသူ့လိုမှအမျိုးဟိုပြောမှဆိုရင်ခင်ဖို့မရှိဘူးချစ်သူနဲ့ဖြစ်တာအဲ့မှာဒေါက်တာကပြောတယ်သမီးတို့ချစ်သူနဲ့ယူလိုက်ပါလားသမီးတို့ချစ်သမီးချစ်သူကသမီးကိုကိုယ်ဝန်ရှိမှန်းသိတော့စွန့်ပြစ်သွားပြီဒေါက်တာ။သူကအဲ့မှာအဲ့အဲ့လိုအမျိုးသမီးလေးတွေကကူညီတယ် ကူဂါဇူတမီကိုမဖြတ်ချနဲ့ရအောင်မွေးအမကူညီမယ်ဆိုတော့ဒေါက်တာအဲ့လိုဒပိုင်တန်နိုင်လေးသူကလုံနေကြပြီကြပြီအဲ့ဒီဒေါက်တာနဲ့ကျွန်တော်နဲ့က Facebook မှာသွားတငယ်ချင်းသွားဖြစ်တယ်မိစုသွားဖြစ်တဲ့အချိန်မှာ तू ကပြောတယ်ကိုစုထိုက်ကိုစုထိုက်ဒီ sex education post လေးတင်လိုက်တာတွေ့တယ်တွေ့တော့ဒီထဲမှာဒီလိုကလေးလေးတွေကိုရှိလို့ရှိရင်ကျမောက်ဆက်တွေ့ပါဆိုတော့သူဆက်တွေ့ပါဆိုတော့အကူကဒီတခါဒီဟာလေးကြင်ညာပေးတဲ့အချိန်မှာမမျော်လင့်မဲနဲ့လာပြီးအကူလာဆက်တွေ့တဲ့လူတွေ အများကြီးရောက်လာတယ်အများကြီးရောက်လာဒေါက်တာပြောတယ်ဒေါက်တာအရန်များတယ်ကျွန်တော်လာဆက်သွယ်တာ तू ကလည်းအရန်အံ့ဩပါတယ်အဲ့မှာအကူလူတိလိုက်တာဟာဒီကအားကိုရမဲ့နေတဲ့ဒီကိုဝင်တဲ့အမျိုးသမီးတွေအများကြီးပါလားဆိုတော့ဒေါက်တာဒီကိစ္စကိုတော့ကျွန်တော်တို့တလူတပိုင်တနိုင်လေးမလုပ်တော့ဘဲနဲ့အကြီးအကျယ်ကျွန်တော်တို့လုပ်ချင်တယ်ဆိုတော့ကျွန်တော်တို့အိမ်ငားပြက်သွားတာအဲ့မှာအိမ်ငားပြီးတော့ကျွန်တော်တို့အခုကူညီတယ်အခုဆိုရင်ကျွန်တော်တို့စီမှာ single mother လေးတွေပေါ့ single mother အလောင်းတရားလေးပေါ့ရောက်နေပြီခင်ဗျဟုတ်ကဲ့ ဲ့တော့အခုအိမ်ငါးပြီးတော့ဒါခုနပြောလို့နော်အိမ်ငါးပြီးတော့ဒါဟိုဆောက်ရှောက်တဲ့အရာရှိပြီအဲ့တော့ဘယ်နှယောက်လောက်ရှိပြီလဲနောက်တစ်ခုကအိမ်ငါးတယ်ဆိုတော့ဒါကဟိုဘလို့တခြားအဖွဲ့အစည်းနဲ့ဆက်သွယ်တာရှိလားပေါ့နော်ဟုတ်ကဲ့ဟိုအဲ့ဒါလေးလည်းနည်းနည်းပြောပြပြအောင်အိမ်ငါးပြီဆိုတော့ကျွန်တော်တို့အိမ်ငါးငါးချင်းမှာကျွန်တော်တို့ရှိမှာလောအိမ်ငါးပြီးပြီးချင်းငါးယောက်ယောက်လာတယ်ငါးယောက်ယောက်လာတော့ကျွန်တော်တို့ရှိမှာစီကံကြတဲ့တခုရှိတယ်ဘာလဲဆိုကိုဝင်ငါးလားမလာခဲ့ကြပါကိုဝင်ငါးလားကြော်ရင် အပြူတယောက်ကကိုဝင်၅လကျော်မှသွားဗိုက်လီထွက်လာတာဟုတ်ဗိုက်လီထွက်လာတော့ဗိုက်ထွက်လာပြီဆိုသူကပတ်ဝန်းကျင်မှာနေလို့မရတော့မျက်နှာမပြရဲတော့မပြရဲတော့သူက၅လကျော်မှရောက်လာပါဆိုတဲ့စီကန်းချက်လေးရှိတယ်အကွာလေအခုစီလာတဲ့ခလေးတွေပြောတယ်ဟို၃လလောက်တည်းကလာလို့ရှိရင်တမိတို့လည်းပြင်းတယ်ဘာမှလည်းအလုံးမရှိဆိုတော့၅လကျော်၆လ၇လအဲ့လောက်ကျောင်းမှလာခဲ့ဆိုအဲ့ဒီ9လကျော်ပေါ့နော်9လ6လ9လကိုဝင်တဲ့အမျိုးသမီးလေးတွေ9ယောက်ချက်ချင်းယောက်လာတယ်အခုကြည့်နောက်တဲ့ဆက်တွေ့တာက10ယောက်ကျော်တယ် ဆယ်ယောက်ကျော်တယ်သူတို့တွေကကြတော့လာနှုတ်သေးတော့သူတို့ပုံကျင်ပါပဲဟာမပြတ်နော်အိမ်ပေါ်ပွားလေးဝှက်ပြီးတော့ပဲဖြစ်ဖြစ်ပေါ့ဟာမပြတ်သူတို့တွေဒီလိုပဲចောင်းသူတွေဆိုတဲ့ចောင်းတိုင်နဲ့ဒီတိုင်းပဲဟာမပြတ်နေနေတယ်ဆယ်ယောက်လောက်ရှိတယ်အခုလိုအိမ်ငှားတော့အခုလိုတိုက်ငှားတာဆိုစုစုပေါင်းဆယ်ယောက်ကျော်လောက်တော့အခုလိုထားနိုင်မဲလို့ညှော်လင့်နေပြီးတော့အခုလိုရှိမှအများတန်းနေမှာမဟုတ်လေသူတို့က3-4လလောက်မွေးပြီးရင်ပြန်မဲ့လူတွေဆိုတော့ဆယ်ယောက်လောက်15ယောက်လောက်ဆန့်တဲ့ငှက်ထက်တိုက်လေးတလုံးအခုလို့ စိတ်ငြိမ်ရောက်ကမှငားတာတယ်ဟုတ်ကဲ့အဲ့တော့ခုနပြောသလိုပေါ့နော်သူတို့ကမွေးပြီးတော့ပြန်ကြောက်မဲ့လူတွေဆိုတော့ဟိုစတဲ့ကဒီလိုလားသူတို့ကကလေးမွေးပြီးတော့ထားပြီးတော့ပြန်သွားကြမယ်ပေါ့အဲ့လိုပဲဟိုသူတို့ရဲ့စိတ်ကူကအဲ့လိုပဲလားဟုတ်ကဲ့အဲ့လားလေးကျွန်တော်နည်းနည်းရှင်းပြခြင်းတယ်ကျွန်တော်တို့ရည်ရွယ်ချက်လေးပေါ့ဟုတ်ကျွန်တော်တို့ရှိကိုရောက်လာမဲ့ဒီ single မသားလေးတွေဟာအချက်၃ချက်သူတို့ကလေးပုံမှာကျွန်တော်တို့အချက်၃ချက်သူတို့ဆုံးဖြတ်ထားပြီးမှလာတာပေါ့ဘာအချက်၃ချက်လဲဆိုတော့ပထမတစ်ချက်က ွေးပြီးထားခဲ့မယ်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကမွေးပြီးသူတို့ပြန်ခေါ်သွားမယ်မွေးပြီးပြန်ခေါ်သွားမယ်ဆိုတာဘယ်လိုလဲဆိုတော့သူတို့မွေးပြီးလို့ရှိရင်ဒီကလေးလေးကိုကျွန်တော်စီလာတာညီမလေးရဲ့စိုက်ယုံအလုပ်သမားလေးရှိတယ်မိဘရင်ဝင်နေမဟုတ်မိဘတက်နေမှာသူတို့ကတက်နေမှာเนาะပြီးတော့မိဘတက်နေမှာမြို့မှာကြောင်းတက်နေတဲ့မိန်းကလေးတွေရှိတယ်ဆိုတော့သူတို့ကဒီမှာလာပြီးတော့ကလေးမွေးမယ်ပြီးရင်ဟိုဘက်ကမိဘဒီကလေးကိုသူတို့ကတိတ်တိတ်လေးပြန်ပြီးမွေးစားမယ် တခြားကနေမသိရင်မိဘမဲ့ဂီယာခေါ်ပြီးမွေးစားတယ်လို့လို့ဘာလို့လို့ဘာကြီးဒီဦးလေးတရအဲ့လိုမျိုးပြန်ခေါ်ရမယ့်ကလေးတွေရှိတယ်အဲ့ဒါနံပါတ်1တစ်ချက်ပေါ့နော်နံပါတ်3တစ်ချက်ကဘာလဲဆိုတော့တို့ဒီကလေးကိုပြန်လဲခေါ်ခြင်းတယ်ဒါမဲ့လူပတ်ဝန်းကျင်မှာတို့လူမှုပတ်ဝန်းကျင်မှာတို့ဒီကလေးကိုရုတ်တရက်ခေါ်လို့လည်းအဆင်မပြေသေးဘူးအဲ့တော့တို့စူးစမ်းပြရစီမိခင်ကောင်းလေးတွေတက်တိကိုလည်းချီးကျူးတယ်တို့စူးစမ်းပြရစီနှစ်နှစ်လောက်ဒီကလေးလေးကိုအကိုတို့မွေးပြီးပါလား ကျွန်မနှစ်နှစ်လောက်ပြီးပြီရှင်ကျွန်မလာဆက်ဆက်လာပြန်ခေါ်ပါမယ်ဆိုတဲ့အမျိုးသားလေးရှိတယ်ဆိုတော့ဒီကလေးလေးအပေါ်မှာကျွန်တော်တို့အချက်၃ချက်ရှိတယ်အချက်၃ချက်ရှိတဲ့ဟာပထမတစ်ချက်ကထားခဲ့မယ်နောက်တစ်ချက်ကပြန်ခေါ်ပါမယ်နောက်တစ်ချက်ကခေါ်တော့ခေါ်မယ်ဒါပေမဲ့နှစ်နှစ်လောက်သူတို့ဘာလို့ထူထောင်မှုတော့မွေးပေးပါအောင်ဆိုပြီးတော့ရှိတယ်အဲ့တော့ခုနကနောက်တစ်ခုကအိမ်ငားတယ်ပေါ့နော်အိမ်ငားပြီဆိုတော့ဒါကဟိုအခု ဒီအခုခေတ်ကတော့တဖြည်းဖြည်းနဲ့တော့အမြင်တရကျေလာကြပါပြီဒီလိုကိစ္စမျိုးတွေပေါ်မှာစာနာပေးလို့နားလည်ပေးလို့ဒါပေမဲ့ဒီကတော့လက်မခံနိုင်သေးတဲ့အတိုင်းဝိုင်းတွေလူတွေကတော့ရှိနေသေးတယ်ပေါ့နော်အနေနဲ့အဲ့တော့ဒီလိုကလေးမေတွေကိုပိုးဆောင်တွေကိုထားမယ်ဆိုတဲ့နေရာမှာအိမ်ငှားဖို့အတွက်ကောအဲ့လိုအခက်ခဲတွေတွေ့ရလားပုံဝန်းကျင်ရဲ့အခြေအနေရောအခက်ခဲတွေတွေ့ရခင်ဗျဟုတ်တွေ့ရကျွန်တော်တို့အိမ်ငှားတာကအဓိကစိတ်ငြိမ်ရောက်ွက်မှလည်းဖြစ်ရမယ်စိတ်ငြိမ်ရောက်ွက်ဆိုတာပတ်ဝန်းကျင်မှာဆက်စုပေါ့နော်နံပါတ်1တစ်ချက်ကတော့နောက်တစ်ချက်ကပါဆိုအိမ်ရှင်ကိုသူကကျွန်တော်တို့က ဥပွင့်လေးနေပြောပြရတယ်ဟုတ်တယ်ကျွန်တော်တို့စင်ကမာသားလေးထားဖို့ပါအဲ့မှာကျွန်တော်တို့အိမ်နှလုံးသုံးလုံးပေါ့အစင်မပြီလာလေးတွေရှိတယ်နောက်ဆုံးဒီအင်ရှင်ကြမှာသူကအိမ်ငှားကတော့နှစ်တောင်းထက်လျှောက်ပြီးလိုက်သေးတယ်ပရာဟိတစိတ်ရှိတဲ့လူဆိုတော့အရန်ကျေးဇူးတင်တယ်ဒီအင်ရှင်ကိုလည်းသူကနှစ်တောင်းထက်လျှောက်ပြီးပြီးတော့မှဒီအိမ်လေးကိုအစင်ပြေတယ်အဲ့မှာကျွန်တော်တို့ရက်ကွက်ကိုလည်းခွင့်တောင်းရတာပေါ့နော်ပတ်ဝန်းကျင်နဲ့မငှားခင်မှာပုံကျွန်တော်တို့ဒီဟာလေးကြီးလှုပ်ချင်လို့ပါတောင်းမှန်ရတာပေါ့အဲ့ချိန်မှာဒီပတ်ဝန်းကျင်ကလည်းစိတ်ငြိမ်ပြီးတော့ အိမ်ထဲမှာအေးစေးစေးနေပြီးတော့ဆိုတော့ပတ်ဝန်းကျင်နဲ့မျိုးနဲ့ဆိုတော့တို့ကလည်းလူလူလာလာလက်ခံတဲ့ပတ်ဝန်းကျင်နဲ့တွေ့တွေ့တော့ကျွန်တော်တို့ဒါပြောဆိုကံတရားကြောင့်ပေါ့နော်ကံကောင်းတယ်လို့ပြောလို့ရတယ်အိမ်ဒီအဆင်ပြေသွားတယ်ကောင်းတဲ့ကိစ္စလို့တော့နော်ကောင်းတယ်ဟုတ်တယ်ဟုတ်တယ်ခင်ဗျာအဲ့တော့နောက်တစ်ခုကဒီခလေးပြီးမိခင်နေပေါ့နော်ခလေးမိခင်နေကခင်ဗျားပြောသူခလေးမွေးပြီးသွားပြီပြန်သွားတယ်ဒါပေမဲ့ရေရှည်ကြရင်ရောဟိုသူတို့အတွက်ပေါ့နော်တခြားစီစဉ်ထားရှိလားနောက်တစ်ခုကကြတော့ခင်ဗျားပြောရ15ရောက်လောက်ထိပဲလက်ခံတယ်ဒါပေမဲ့အခုကိစ္စကဒါဟိုပြောရတော့ သူခေဟိုတဖြည်းနဲ့များလာပါပဲလေနောက်မှလူပိုတိလာဆက်သွယ်လာလူရပုံများလာပါပဲအဲ့ကြရင်ရောတိုးရှဲဖို့အတွက်ရေရှည်မှာဘယ်လိုမျိုးစီစဉ်ထားရှိလဲရှင့်ဟုတ်ကဲ့ဒီအမျိုးသမီးလေးတွေကကျွန်တော်တို့လာပြီးတော့မွေးမယ်မွေးပြီးတော့ပြန်သွားမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဈားထဲမှာအချိန်3လလောက်ရတယ်အချိန်3လလောက်ရတော့ဒီခလေးလေးတွေကိုကျွန်တော်တို့ကအများကြီးသူတို့စိတ်တက်ပိုင်းဆိုင်ရအောင်ဒီတခြားအသိပညာပိုင်းဆိုင်ရအောင်ကျွန်တော်တို့ညှင့်တင်ပေးတယ် ် EGNG ပေါ့ဘတ်ဆုံကျွန်တော်တို့မြှင့်တင်ပေးတယ်မြှင့်တင်ပေးပြီးတော့ကျွန်တော်တို့အားလက်ချိန်လေးမှာကျွန်တော်အင်္ဂလိပ်စာသင်တန်းလေးတွေပါလေးတယ်ကျွန်တော်တို့တို့လို့အင်္ဂလိပ်စာလေးတွေပါလေးသင်ပေးတယ်ဟို how are you တို့ပါလို့အလောက်လေးပဲပေါ့နော်သင်ပေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ sequence ထိုးတာလေးတွေပါလေးတွေတို့ပြင်းပါဆိုလို့အဲအဲ့လားလေးတွေလောက်ပေးတယ်ပြီးတော့ကျွန်တော်စာအုပ်စင်လေးတွေရှိတယ်အမစာအုပ်လေးတွေဖတ်တို့ဒီကြားမှာကျွန်တော်တို့မြှင့်တင်ပေးတယ်အဲ့ဒီမှာတချို့ကောင်းမလေးတွေဆိုလို့ရှိရင် ကျွန်မဒီကနေမွေးပြီးပြန်လို့ရှင်အလုတ်လုတ်လို့မရတော့ပါဘူးအလုတ်ရှင်ရတယ်ဟိုသူတို့ခွင့်မပြုတော့ဘူးအလုတ်ထွက်သွားပြီဆိုတော့အလုတ်ကပြန်ရှားတော့မယ်မပူနဲ့တမီရှားပြီးတဲ့အလုတ်အလုတ်ကိုကောင်းကောင်းမို့ကျွန်တော်တို့ကြတော့ကျွန်တော်တို့အဆက်အသွယ်နဲ့ဆိုရင်သူတို့အဆက်အသွယ်ထက်စပူများတာပေါ့နော်ပူများကျွန်တော်တို့ကကျွန်တော်တို့ဒီကလေးလေးတွေကိုဒီအလုတ်ပေးပါအောင်ဆိုလို့ရှိရင်အဆင်ပြေတယ်ကျွန်တော်အလုတ်ဒီလေးရှားပြီးတယ်တချို့ကလေးလေးဆိုရင်ဒုတိယနှစ်တတိယနှစ်ကလေးတွေပါတယ်ပညာတတ်ကလေးဘွဲရတယောက်ပါတယ်ဘွဲရတွေပါတယ်အဲ့တော့ဒုတိယနှစ်တတိယနှစ်ကလေးတွေဆိုလို့ရှိရင် ကျောင်းလေးဆက်မတက်တော့ဘူးဆိုရှင်ကျွန်တော်10ထက်အောင်လေးတက်လို့ရနတ်စင်းတန်တန်းလေးပြီကျွန်တော်ခလီမွေးပြီးရင်တွက်တက်တွက်တက်ပြီးကျွန်တော်ဆေးရုံနေမှာနတ်စင်းအနေနဲ့အကူပေါ့နော်သူနာပြီးအကူအနေနဲ့လာတာသူတို့တင်းတင်းနဲ့လာတာလေးနဲ့သူတို့ဘွားလေးတွေရက်တည်နိုင်အောင်ကျွန်တော်တို့စီစဉ်ပေးတယ်ဆိုတော့ကျွန်တော်တို့ဟာကျွန်တော်တို့ဒီစင်ကယ်မားသားအိမ်လေးဟာခလီမွေးုံတက်တက်မဟုတ်ဘူးခလီမွေးပြီးရော့ထားခဲ့ပြန်အဲ့လောက်ရည်ရချက်နဲ့တော့မဟုတ်ဘူးဟုတ်ကဲ့ဟာကျွန်တော်တို့ကဒီစင်ကယ်မားသားတယောက်ဟာခလီမွေးပြီးလာတော့ ူကဘာစိတ်ဓာတ်ရမှာသူ့မှာမရှိစေချင်ဘူးသူကတာမန်လူတယောက်ပဲအဲ့အတွက်သူတို့စိတ်စိတ်ဓာတ်တွေလည်းမြင့်နေပြီမဲ့သူတို့ရဲ့လူနေမှုဘဝလေးတွေကျွန်တော်တို့မြင့်နေပြီမဲ့နိုင်တဲ့လောက်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီအတွက်ကျွန်တော်ရည်ရွယ်ပြီးလုပ်ထားတာဆိုတော့ခွနက်ကညမပြောသူပဲလူတွေ single မသားလေးတွေဒီခေတ်မှာများလာမှာပဲလေနေဝါစရာအကြောင်းကတိတ်မရှိဘူးဘာလို့ဆိုခက်ကအရန်ကိုလက်ကင်ဖုန်းလာလူတန်းတုံးနိုင်ပြီဆိုတော့လူတန်းတုံးနိုင်တဲ့အချိန်ဒီမှာဆိုတော့များလာလို့ရှိရင်ကျွန်တော်ကဒီတစ်နှစ်ပဲကျွန်တော်အိမ်ငှားမှာ နောက်နှစ်ကြာလို့ရှိရင်ကျွန်တော်ကဒီအလှရှင်တွေရဲ့တဒါတက်အားနဲ့ပေါ့နော်အလှရှင်ရဲ့အလှငွေတွေနဲ့ကျွန်တော်တို့ခြံွက်လေးဝယ်မယ်အိမ်ကောင်းကောင်းမွန်မွန်ကြီးကြီးမားမားလေးတစ်လုံးတော့စောက်ပြီးတော့ကျွန်တော်တည်တည်ချာချာလောက်သွားဖို့ရှိတယ်ဒီကျွန်တော်ပထမကကျွန်တော်အားရတာပေါ့ညီမရေဒီအိမ်လေးငှားဖို့တော့ကျွန်တော်မနှဲဟိုရုံးကန်ရတယ်ဘာလို့ဆိုအိမ်ငှားကညီမသိတဲ့အတိုင်းတလောက်3သိန်းနေ3သိန်းဆိုတော့ကျွန်တော်တို့ စားလာတော့တာဆိုရင်တလောက်ကျွန်တော်10သိန်းနီးပါးလောက်အထည်ကိုကုန်ပါဆိုတော့နောက်မွေးလို့ရှိရင်ကုန်ပါဆိုတော့ဒီတော့ကျွန်တော်ကနည်းနည်းစိတ်ပူတယ်ဒါပေမဲ့ဒီခက်ကနည်းနည်းလေးအမြင်ကျဲလာတယ်တဲ့ကျွန်တော်ယူဆတယ်ဒီ single မားသားလေးပုံမှာပတ်ဝန်းကျင်ကတော့လူလူမှုပတ်ဝန်းကျင်ဟုတ်တယ်ကိုချင်းစားတဲ့လူတွေများလာတယ်ကိုချင်းစားတရားများလာပြီးတော့ဒီ single မားသားဆိုတဲ့ဟာအပေါ်မှာလက်ခံပြီးတော့ကျွန်တော်ဝိုင်းဝန်းကူညီတော့ မမျောလိမ့်မယ်အကူအညီတွေအများကြီးရတယ်အများကြီးရတော့ကျွန်တော်အားရှိပါပြီတော့ကျွန်တော်နောက်နှစ်ဆိုလို့ရှိရင်တော့ငါအိမ်မငားတော့ဘူးအိမ်ငားကတလတစ်နှစ်ဆိုရင်တိန်း30ကျော်တိန်း40နီးပါးကိုမငားတော့ပဲနဲ့အိမ်တလုံးစောက်နိုင်အောင်ကြိုးစားမယ်ဆိုပြီးတော့ကျွန်တော်အဲ့ဒီရည်ရွယ်ချက်လေးတော့ရှိတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ခုနပြောလို့ဆိုရင်ဒါရုပ်ပိုင်းဆိုင်ရာဘကစိတ်ပိုင်းဆိုင်ရာပါဒီမိခင်တွေအတွက်ကူညီပေးဖို့အတွက်ရည်ရွယ်ထားတာပါဟုတ်ကဲ့ကူညီပေးတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ ဟိုတော့သူတို့ကဟိုကနပြောတဲ့ဒီလာလာတဲ့ big condition က၃ချက်ပေါ့နော်။ဒါပြန်ခေါ်မဲ့လူတွေလည်းရှိရဲခဏထားပါအောင်လည်းဆိုလူတွေရှိရဲ။အဲ့တော့ဒီကလေးတွေကိုရောစောင့်ရှောက်ဖို့တက်ဆိုဒါကတော့အများကြီးတခြားလိုအပ်ချက်တွေလည်းအများကြီးရှိတယ်။အဲ့ဒါတွေတော့ဘယ်လိုမျိုးစီစဉ်ထားရရှိလဲ။ကလေးတွေတဲ့အတွက်ကြတော့ကျွန်တော်ဘယ်လိုစီစဉ်ထားလဲဆိုတော့လောလောဆယ်အဲ့ဒီကျွန်တော်တို့နေတဲ့ငှားထားတဲ့နေရာမှာ ਉਹ ကျွန်တော်တော့မနေဘူးညီမ။ကျွန်တော်ကဘာလို့အမျိုးသားတယောက်ဖြစ်တဲ့ကျွန်တော်ဒီဟာကိုထူထောင်ထားတဲ့လူတယောက်ဖြစ်တဲ့ဖြစ်ပေမဲ့ ကျွန်တော်အဲ့ဒီအိမ်ကိုမနေဘူးကျွန်တော်အဲ့ဒီကိုဝင်တော့ကျွန်တော်ဝင်ခွင့်တောင်းတယ်ကျွန်တော်အခွင့်မရှိပဲကျွန်တော်ကျွန်တော်ဒီတောင်းဝင်ခွင့်မရှိဘူးယောက်ျားလေးတယောက်ဖြစ်နေလို့လေအဲ့တော့အဲ့ဒီမှာကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်နဲ့အတူတူလက်တွေပြီးအလုပ်လုပ်နေတဲ့ပရိုက်တာအမဒေါက်တာမြတ်တန်သူကိုယ်တိုင်သူ့ကိုပါအိမ်ရှိရသားနဲ့ကိုပါအိမ်ကိုပစ်ထားပြီးတော့အဲ့ဒီကောင်မလေးနဲ့လာနေပြီးတယ်ဆောအဲ့ဟုတ်ကဲ့ဒေါက်တာအဲ့မှာနေပြီးတဲ့အတွက်သူကဘာလုပ်ဖြစ်လဲဆိုတော့ဒေါက်တာတယောက်အနီးကရှိနေတယ်ဆိုတော့ကလေးလေးရဲ့အကျမ်းမာကြီးပဲဖြစ်လူကြီးရဲ့အကျမ်းမာကြီးပဲဖြစ်ဖြစ်ကျွန်တော်ကတော့စိတ်နေနေချတယ် စိတ်ချသွားတဲ့အပိုင်းရှိတယ်ပြီးတော့ကျွန်တော်တို့လာပြီးတော့ volunteer လာလုပ်ပေးမဲ့ထဲမှာကျွန်တော်အဓိကတော့တူနာပြုတွေကိုကျွန်တော်အများဆုံးအကူအညီတောင်းတယ်ဟိုစိတ်ဝင်စားနဲ့ volunteer လုပ်ပြရစီဆိုပြီးတော့လာပြီးဆက်သွယ်တဲ့ pride အဖွဲ့တွေရှိတယ် pride စိတ်ဝင်စားတဲ့လူငယ်တွေညီမလေးတွေညီလေးတွေရှိတဲ့အထက်မှာမှကျွန်တော်တူနာပြုတွေကိုအများဆုံးကျွန်တော်အကူအညီတောင်းတယ်ကလေးမွေးတဲ့ခါကျရင်သူနာပြုတ်တည်ဒီကလေးလေးကိုအများကြီးလာပြီးတော့သူတို့ volunteer လေးလာလို့မယ်လာလို့ရင်းတဲ့ခါလေးဒီကလေးလေးကိုကျမ်းပါကြီးအကုန်လုံး လူလီသေးမရှိဘောစောင့်ရှောက်နိုင်တဲ့အတွက်ကျွန်တော်အဲ့ကလေးလေးကိုအဲ့လိုလိုစီစဉ်ထားတယ်ခင်ဗျာ